င်္ဂလာပါခင်ဗျာ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံသတင်းစီစဉ်ကကျဆိုပါရစေဒီကနေ့မြန်မာတက်ဂရိတ်1389ခုနှစ်နေုံလာဇန်9ရက်ခရစ်တက်ဂရိတ်2019ခုနှစ်ဇွန်လ3ရက်စနေနေ့နောက်ဆုံးရယူထားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့မှာရှုစားမယ့်သတင်းတွေမှာဆိုတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကကနေဒါနိုင်ငံကိုတွားရောက်မယ်အကြောင်း လုံသမောင်းအဖွဲ့အစည်းတွေဖွဲ့ခွင့်မရတဲ့အကြောင်းပြည်ပဆိုင်ရာလုံသမောင်းညီလာခံမှာတွင်တွင်းသွားမဲ့တဲ့တင်ဂျာမနီမှာရော့ဂီတာပွဲကိုအကျန်းဖတ်မဲ့တဲ့တင်ကြောင့်ရွှေ့ပြောင်းခဲ့ရတဲ့တဲ့တင်စားတဲ့တဲ့တင်တခြားထူးခြားတဲ့ပြည်ရင်းပြပတဲ့တင်တွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးအနေနဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ဟာကနေဒါနိုင်ငံဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရာ ကနေဒါနိုင်ငံကိုချစ်ကြည်ရေးခီးစဉ်ဖြစ်လာမဲ့သတင်းပတ်မှာတော်ရောက်ဖို့ရှိနေတယ်လို့နိုင်ငံတကာသတင်းဌာနတွေမှာရေးသားဖော်ပြလာပါတယ်။ဒေါ်စန်းစုကြည်ဟာကနေဒါနိုင်ငံကိုဇွန်လ9ရက်နေ့ကနေ9ရက်နေ့အထိတော်ရောက်ဖို့ရှိနေတာပါ။ဒီခီးစဉ်အတွင်းမှာတော့ဒေါ်စန်းစုကြည်နဲ့ကနေဒါဝန်ကြီးချုပ်တို့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ရှိနေတာပါ။ဒါအပြင်ဖက်ဒရယ်ဝါဒမြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေအပြင် ဒီမိုကရေစီအရေးဒေသရင်းလုံခြုံရေးနဲ့မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကိုဒီကထားဆွေးနွေးကြဖို့ရှိနေတာဖြစ်ပါတယ်။ဒါအပြင်ကရီတာဝန်ကြီးချုပ်ကမြန်မာနိုင်ငံကတိုင်းရင်းသားတွေရဲ့အခြေအနေတွေအပြင်ဘာသာရေးအုပ်စုတွေကြားဖြစ်ပေါ်နေတဲ့အခြေအနေတွေအပေါ်စိုးရိမ်ကြောင်းကနေဒါနိုင်ငံသားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။မြန်မာနိုင်ငံမှာလုံသမားအဖွဲ့အစည်းတွေလွတ်လပ်စွာဖွဲ့စည်းခွင့်မရရှိသေးတဲ့အကြောင်းကိုပြည်ပဆိုင်ရာလုံသမားညီလာခံမှာတင်သွင်းသွားဖို့ရှိနေပါတယ်။ ီကြောင့်ကိုရုပ်သံသတင်းတစ်ပုဒ်အနေနဲ့ရှုစားရမှာဖြစ်ပါတယ်ခင်ဗျာဆူဇလန်နိုင်ငံမှာကျင်းပပြုလို့မယ်106ကြိမ်မြောက်ပြည်ပဆိုင်ရာလုံတမားညီလာခံမှာလုံတမားကုစရယ်ဖြစ်မြန်မာနိုင်ငံတက်ရောက်မဲ့သူတွေကလုံတမားအဖွဲ့အစည်းတွေလွတ်လပ်စွာတင်ပင်ဖွဲ့စည်းခွင့်မရရှိသေးတာတွေကို တင်ပြသွားမှာဖြစ်ပါတယ်အရင်းညလာကမှာဆွေးနွေးတင်ပြသွားမယ့်အကြောင်းတွေကိုလုံတမောင်းကုသလေအဖြစ်တွားရောက်ဆွေးနွေးမယ်မြန်မာနိုင်ငံလုံးဆိုင်ရာလုံတမောင်းများအဖွဲ့ချုပ်ကဒေါက်ခိုင်စာအောင်ကအခုလိုပြောပါရယ် ငါတို့မျှော်လင့်တာကဘာလဲဆိုတော့နိုင်ငံကအခုစပြီးတော့ဒီပေါ်ဖွင့်ပြောတဲ့အချိန်မှာဒီလိုလွတ်လပ်စွာအသင်းမင်းဖွဲ့စည်းခွင့်ကိုလူ့သမားတွေကမရရှိတဲ့ဟာကိုခုကျွန်တော်တို့အစိုးဒီ IELTS မှာတင်ပြမယ်ဆိုလို့ရှင် IELTS ရဲ့ attention ပေါ့နော်ဒီဟိုအဖွဲ့ဝင်နိုင်ငံတွေရဲ့ပို့ပြီးတော့ဒီနိုင်ငံပေါ်မှာအခြေအနေကိုသိရှိမှုကပိုများလာမယ်ပိုများလာပြီဆိုရင်ဒီနိုင်ငံမှာလုံဆောင် IELTS အနေနဲ့လုံဆောင်ရမယ့်လုပ်ငန်းတွေကဟိုပို့ပြီးတော့သူတို့ ဟိုလောက်လာတဲ့စီမံချက်တွေကိုချလာတာမျိုးကျမတို့လိုချင်တယ်။ဒါအပြင်လက်ရှိမြန်မာနိုင်ငံမှာလူ့သမားတမကတွေဖွဲ့စည်းတဲ့အတွက်အလုပ်ထုတ်ခံရတဲ့အမှုတွေကိုအဲ့ဒီညီလာခံမှာတင်ပြဆွေးနွေးခွင့်ရအောင်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ဒီဖြတ်တန်းလာတဲ့ပေါ့နော်။ကာလာတွေမှာလည်းလောလောဆယ်တင်မွင့်ဖွဲ့စည်းခွင့်ဆိုတာဘာမှမသိတော့ခုကျမတို့မှာဒီပြဿနာကြီးဖြစ်လာတာပေါ့။နော်လောလောဆယ်တင်မွင့်ဖွဲ့စည်းခွင့်မရဘူးဆိုတဲ့ပြဿနာကြီးဖြစ်လာတယ်။ဆိုတော့ဒီနေ့မှာကျမတို့တင်ပြခြင်းအားဖြင့် IAN လိုကနေပြီးတော့စီမံချက်တွေကို လေးနက်ထားပြီးတော့မြန်မာနိုင်ငံမှာပို့ပြီးဆောင်ရွက်လာတာမျိုးတွေကျမတို့မျှော်လင့်ပါတယ်ဒီလိုဆောင်ရွက်လာမယ်ဆိုရင်တော့အလုပ်ရှင်တွေအနေနဲ့လည်းပို့ပြီးသိလာမယ်တော့အစိုးရအနေနဲ့လည်းဥဒေယအားနဲ့ချက်တွေကိုပို့ပြီးမြင်လာမယ်တရား၆ကြိမ်မြောက်ပြည်ပဆိုင်ရာအလုပ်သမားညီလာခံကိုဇွန်လ9ရက်နေ့ကစတင်ကျင်းပသွားမှာဖြစ်ပြီးနိုင်ငံပေါင်း189နိုင်ငံကတက်ရောက်ဆွေးနွေးသွားမှာဖြစ်ကမြန်မာနိုင်ငံကလုံတမောင်းကုစလေ9ဦးကတက်ရောက်ဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ပြည်သူတွေရွေးချယ်တင်မြောက်ထားတဲ့အစိုးရအနေနဲ့ပြည်သူတွေအနှောင့်အယှက်ဖြစ်စေမယ်တားဆီးဖြစ်စေမယ်အရာတွေကိုရှင်းလင်းပေးဖို့လိုအပ်ပြီးအဲ့လိုမှမဟုတ်ရင်ပြည်သူတွေကိုလိန်ညာတဲ့အစိုးရအဖြစ်အမဲဆက်ထင်ကျန်ခဲ့လိမ့်မယ်လို့မြန်မာနိုင်ငံ Journalist ကိုရက်ကထွေထွေအတွင်းမှဦးစရာလိုင်ကပြောဆိုလိုက်ပါတယ် The Point သတင်းဌာနရဲ့အေဒီတာချုပ်ကိုကျော်ဝင်းဆွေနဲ့စောင်းမရှင်ပြည်ထောင်ကူကူမောင်တို့ကိုဆက်သွယ်ရေးဥပဒေပုံမှာ66ဂါကြီးနဲ့အေးအေးယူထားတဲ့အပေါ်သတင်းစာဆရာတဦးရဲ့သဘောထားအမြင်ကိုဆက်သွယ်မေးမြန်းခဲ့ရမှာအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ ဒါအပြင်မြန်မာနိုင်ငံ journalist ကိုရဲ့အပါအဝင်သတင်းမီဒီယာလောကကလည်းအရင်အစိုးရရဲ့စိုးမွေတစ်ခုအဖြစ်ကြံခဲ့တဲ့ဆက်သွယ်ရေးဥပဒေကိုလက်ရှိအစိုးရကကျင့်သုံးနေတဲ့အပေါ်ကံကွက်မှုတွေကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ပြင်းပြင်းထန်ထန်ပြုလုပ်သွားဖို့ရှိနေပါတယ်။ပြီးခဲ့တဲ့မလအတွင်းက The White Channel ရဲ့စောင်းမကဏ္ဍမှာပြည်တရှိကူကူမောင်ကကြည်တော်စုတစ္ဆာဆိုတဲ့ကောင်းစဉ်နဲ့တေယောသာရေးသားခဲ့မှုကိုတက်မရောကတရားလိုအဖြစ်ဆွဲဆိုကား ပုံမှန်66ကာဂျီနဲ့တိုင်ကြားခဲ့တာဖြစ်ပါတယ်။အရင်အစိုးရလက်ထက်ကပြဋ္ဌာန်းခဲ့တဲ့ဆက်သွယ်ရေးဥပဒေနဲ့အရေးယူခဲ့တဲ့အမှုပေါင်း9ခုသာရှိပြီးလက်ရှိအစိုးရလက်ထက်မှာတော့အဲ့ဒီဥပဒေနဲ့အရေးယူတဲ့အမှုပေါင်းက90ကြော်အထိမြင့်တက်လာခဲ့ပါတယ်။အဆိုပါဥပဒေကိုလက်ရှိအစိုးရလက်ထက်မှာလွှတ်တော်မှဖြတ်သိမ်းပြုပြင်ပေးဖို့အဆိုတင်ခဲ့ပေမယ့်လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်ကဆွေးနွေးခွင့်ကိုညှင်းပယ်ထားပါတယ်ခင်ဗျာ။ပြင်းဦးလင်ခရိုင်နောင်ချိုမြို့နယ်မှာ တောင်သူလယ်သမားတမတ်ကအမိခံပြီးတောင်သူတွေရဲ့လယ်ယာမြေတွေကိုလူယူမှုတွေဖြစ်ပွားနေပါတယ်။ဒီသတင်းကို MCN မန်လေးသတင်းတော့ညာလေး2ကရိုက်ကူးပေးပို့ထားပြီးတင်စာကတင်ဆက်ပေးထားပါတယ်ခင်ဗျာ။မန္တလေးတိုင်းဒေသကြီးပြင်ဦးလင်ခရိုင်နောင်ချုံမြို့နယ်အတွင်းကရွာတချို့မှာတောင်သူလယ်သမားတမတ်ကဆိုပြီးနာမည်ခံပြီးတော့လူအင်အား30ကျော်ရှိတဲ့အဖွဲ့ဟာဒေသခံတွေရဲ့စိုက်ပျိုးမြေမှာ မကျူးကျော်ရစိုက်ပုတ်တွေစိုက်ထူပြီး လူယုံမှုများပြုလုပ်နေတယ်လို့နောက်ကျုံမြို့နယ်ကရွှေညောင်ပင်ရွာသားတွေကပြောပါရယ်အဲ့ဒီဖွဲ့ခေါင်းဆောင်ဟာရှမ်းပြည်နယ်အတွင်းကရှိတဲ့လက်နက်ကိုင်တွေရဲ့အမည်နာမကိုလည်းသုံးစွဲလေးရှိပြီးလူတပ်မှုလည်းကျူးလွန်ထားတယ်လို့ဒေသခံတချို့ကပြောပါရယ်လေးရက်လေးလမှာဒီချန်နေအားလုံးလေတောင်းကြော်ပိုင်းကြီးမသက်ဆိုင်ဘူးမဝင်ရလို့ပါလို့စာကတ်ပြီးတော့ site ထူပါတယ် ျွန်တော်တို့ပွင့်တဲ့ဆိုရင်6ခု site site ပါတယ်ဒီကြံတဲ့အခြားတောင်မူတွေဆိုတာလည်းတော်တော်များများ site အဲ့ကျူးကျော်ပြီးတော့10နှစ်မှကျူးကျော် site တယ်24ရက်နေ့ညာပိုင်း6နာရီခွဲကျော်ကျော်အချိန်မှာတာဝန်ကရှိလာမေးပြီးတော့ဦးငွေဆိုစားတောင်ပေးတယ်အဲ့မဲ့စားဖို့မယူလိုက်ရဘူး ချက်ချင်းပဲကျွန်တော်မရှိတာနဲ့ကိုငွေစိုးကိုချက်ချင်းဖမ်းသွားပါတယ်။သူတို့ရဲ့တရားခံဩဇာရထွက်ဆိုချက်အရာအဲ့ဒီညာလွင်းနေမဲ့တတ်လိုက်တာ။ဒါအပြင်အဲ့ဒီဖွဲ့ဟာအနီနာတဝိုက်ကလယ်မြေတွေပေါ်မှာအကြောင်းမျိုးမျိုးနဲ့လူယူမှုတွေလည်းလုပ်နေပြီးလက်ရှိမှာတော့ရွှေညောင်မင်းကျေးရွာကတောင်သူတွေနဲ့မြေယာအမှုရင်ဆိုင်နေပါဗျ။အဲ့ဒါနေပြီးတော့မှထွေအုပ်လဲစာတင်လိုက်ပါ။အဲ ရဲစကန်နဲ့စာတင်လိုက်ပါကျွန်တော်ထောက်ခံပါတယ်ခင်ဗျားတို့ပဲမန်ကန်နဲ့ဆိုတဲ့အကြောင်းနဲ့အဲ့အချိန်မှာကျွန်တော်စာတင်လဲရပါတယ်ဒီကနေ့စပြီးတော့ကျွန်တော်ကဒီကနေ့ထိပေါ့နော်လောက်လဲမလောက်သေးဘူးအဲ့ဖြက်လဲမဖြက်သေးဘူးကျွန်တော်ဆိုင်းဘုတ်လဲမဖြက်ဘူးအဲ့တောင်ရလဲကျွန်တော်မဖြက်ပါဘူးဒါပေမဲ့ကျွန်တော်ဒီတရားရုံးကနေဘယ်လိုဆုံးဖြတ်မလဲကျွန်တော်တောင်းဘူးမှာတောင်းကြည့်နေပါတယ်နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့အနေနဲ့ကတော့လူတပ်မှုကိုကျူးလွန်ခဲ့သူနှစ်ဦးကိုဖမ်းဆီးအရေးယူထားပြီး ူသားမှုမှာပါဝင်ပေမဲ့လွတ်မြောက်နေတဲ့လူတွေကိုလည်းအများဆုံးဖမ်းဆီးရမိနိုင်ဖို့ပူးပေါင်းအဖွဲ့များနဲ့ပိုက်စိတ်တိုက်ရှာဖွေနေပါတယ်။အဲဒီဒေသအတွင်းမှာရှမ်းပြည်နယ်အတွင်းကလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့လှုပ်ရှားစစ်ကြောင်းတွေလည်းဝင်ထွက်မှုများရှိနေတာလည်းဖြစ်ပါရဲ့ရှင်။ စိုက်ပျိုးလောက်ကင်မှုမရှိတဲ့မြေလွတ်မြေလက်မြေရန်ဧကတသန်းဝဲကျော်ကိုအစိုးရကပြန်လည်သိမ်းယူမယ်လို့ပြောဆိုလိုက်ပါတယ်။ဂျွန်လာနှစ်ရက်နေကနေပြည်တော်မှာကျင်းပတဲ့မြေလွတ်မြေလက်နဲ့မြေရန်များစီမံခန့်ခွဲရေးဖိုးကော်မတီအစည်းအဝေးမှာကော်မတီဥက္ကဋ္ဌစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာအောင်သူကပြောကြားလိုက်တာပါ။ဒီလိုပြောကြားရမှာတော့ပြီးခဲ့တဲ့ဗဟုကော်မတီတက်တန်းတွင်ကမြေကနှစ်သန်းနှစ်သိန်းကျော်ကိုခွင့်ပြုခဲ့ပေမယ့်အဲ့ဒီထက်ကတသန်းခွဲနီးပေါက်ကိုခွင့်ပြုချက်ရရှိထားတဲ့သူတွေ တမက်ကာလာလေးနှစ်ကျော်အတွင်းမှာစိုက်ပျိုးလုပ်ကိုင်မှုမရှိခဲ့တာလို့ဆိုပါတယ်။အဲဒီအတွက်အဲဒီမြေတွေကိုမြေလွတ်မြေလန်းနဲ့မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပုံမှာ20နှစ်အရပြန်လည်သိမ်းယူသွားမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။မြောက်ကိုရီးယားနာမည်ကြီးကုမ္ပဏီလေးခုနဲ့အစိုးရအရာရှိ14ယောက်ကိုကမ္ဘာကုလတမကလုံခြုံရေးကောင်စီကခရီးသွားလာခွင့်ကိုပိတ်ပင်လိုက်ပါတယ်။ပိတ်ပင်ရတဲ့အကြောင်းကတော့မြောက်ကိုရီးယားအစိုးရအတွက်နိုင်ငံခြားစုံစမ်းထောက်လှမ်းမှုတွေမှာ ပါဝင်နေလို့ပဲဖြစ်ပါတယ်။အမေရိကန်နဲ့တရုတ်နိုင်ငံကြားစည်းစက်ညှိနှိုင်းမှုပြီးတဲ့နောက်လူညိုရေးကောင်စီရဲ့မြောက်ကိုရီးယားပေါ်တန်ခတ်ပိတ်ပင်မှုကိုထောက်ခံအပြေခဲ့ကြပါတယ်။ကုလသမဂ္ဂအနေနဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုနဲ့ဒုံးကျည်ပြစ်လို့မှုကိုရပ်တန့်မှုမြောက်ကိုရီးယားအစိုးရအပေါ်ဖိအားပေးလှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်ကလည်းမြောက်ကိုရီးယားစီးရေးကိစ္စတွေအတွက်ဝေချေးထောက်ပံ့နေတဲ့ကုမ္ပဏီကိုဥဆောင်သူတွေနဲ့ မြောက်ကိုရီးယားအလုံသမားပါတီကရရှိတွေကိုအမေရိကန်ဘက်ကနမည်ပြက်စီးရင်သွင်းခဲ့ပါတယ်မြောက်ကိုရီးယားနဲ့နျူကလ িয়ার လက်နက်ဆန်တန်မှုနဲ့ဒုံးကျည်ပြစ်လုမှုရပ်တန့်သွားဖို့တရုတ်နေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ခင်ဗျာဂျာမနီနိုင်ငံရဲ့အကြီးအမားဆုံးဂီတဖျော်ဖြေပွဲတစ်ခုမှာအကျန်းဖက်အန်နီယယ်ရှိနေတာကြောင့်တောက်ကြနေကဘေးကင်းရောင်ကိုရွှေပြောင်းပေးခဲ့ရကြောင်းရဲတပ်ဖွဲ့ကပြောပါတယ်တော့အကြံကျင်းပါမယ်အဲ့ဒီဂီတဖွဲ့ကိုလာရောက်ခဲ့တဲ့ပရိသတ်တွေကို ရဲတပ်ဖွဲ့ကတီတီငင်ငင်နဲ့ရွှေပြောင်းခဲ့ပြီးကုညီပေးကြပါလို့မေတ္တာရက်ခံခဲ့ပါတယ်။အဲဒီဂီတာဝဲကိုဒီနေ့မှပြန်လည်စတင်နိုင်ဖို့မျှော်လင့်ထားကြောင်းလည်းသိရပါတယ်။နှစ်စဉ်သုံးရကြောင်ချင်းပအမြဲဖြစ်တဲ့ Rock and Roll ပွဲတော်ကို New Bad မျိုးကနာမည်ကျော် New Bayern အားကစားရုံမှာမနက်ဖြန်ဇွန်လ၄ရက်နေ့အထိကျင်းပဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ဒီဇင်ဘာလ၁၉ရက်နေ့ကဘာလင်မျိုးကခရစ်စမတ်ဇီးရက်မှာဂျီဟတ်သမားတို့ရဲ့ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းကစပြီး ဂျာမနီနိုင်ငံမှာအကြမ်းဖက်မှုနဲ့ပတ်သက်ပြီးနုံနုံကြကြဖြစ်နေရပါတယ်။အဲဒီဒီဇင်မှာအကြမ်းဖက်မှုကိုတူနီရှားနိုင်ငံသား NS Henry 24နှစ်ကကျူးလွန်ခဲ့တာဖြစ်ပြီးကုန်တင်ကားတစ်စီးကိုအမှုကျန်းစီးပြီးပိုလန်ရင်မောင်းကိုတပ်ဖြတ်ခဲ့ပြီးတဲ့နောက်မှာလူစီကားတဲ့ခရစ်မတ်ဇီရန်နဲ့တလက်ကျန်းမောင်းဝင်ခဲ့တာကြောင့်လူ၁၁ဦးသေဆုံးပြီးဒါဇင်နဲ့ချီတဲ့လူတွေတန်ရာရရှိခဲ့ပါတယ်ခင်ဗျာ။ MCN သတင်းနာကဒီကနေ့အတွက်နောက်ဆုံးရရှိလာတဲ့ပြည်တွင်းပြပသတင်းတွေကိုစူးစီးတင်ဆက်ပေးကြတာပါ။နောက်နေ့တွေမှာလည်းတခြားထူးခြားတဲ့ပြည်တွင်းပြပသတင်းတွေကိုစူးစီးပြီးတော့တင်ဆက်ပေးသွားမှာပါ။ MCN သတင်းနာရဲ့အစီအစဉ်တွေကိုတော့ www.mcntv.biz နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ MCN TV News ဆိုပြီးရှာဖွေကြည့်ရှုနိုင်ပါတယ်။ MCN သတင်းနာရဲ့နေ့စဉ်ရုပ်သံသတင်းအစီအစဉ်ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတူးတင်ရှိပါတယ်။ကျွန်တော်အောင်ကျော်မူပါ။ thank you